ီနေ့ကတော့ Mystery Omelet လေးကြော်စားပြီးတော့ပြန်လည်မျှဝေလိုက်ပါတယ်။ပစုံကျုံမှုကြော်ပါ။ဘီယာသားနေမှာဆိုလို့ရှိရင်ရောင်းဝအကောင်းဆုံး menu တွေရတခုဖြစ်ပါတယ်။တမင်းပူပူလေးနဲ့ပဲဆက်စားအမီးရွယ်လို့လို့လုံးဝကိုကောင်းမွန်တဲ့ဟင်ဝယ်လေးတွေပဲဖြစ်ပါတယ်။ပအဝင်ပစ္စည်းအနေနဲ့ကတော့ချက်ဥရယ်ပစုံရယ်ချက်သူမေကိုတုံးထားပါတယ်။မြုပ်တီတော်လိုချင်းချင်းလေးတို့ကတော့ချိန်လို့ရှိရင်ထည့်ကြုံလို့ရပါတယ်။အရင်ဦးဆုံးနေတဲ့ချက်သူမေကိုအနီတော်လေးတွေလှီထားပေးလိုက်ပါမယ်။ ီးလို့ရှိရင်တော့ပစုံဆက်ကင်ပါမယ်ပစုံကိုအခွန်ခွာချောခွဲပြီးတော့အညစ်ကြေးလေးကိုတတ်ဆင်ထားပေးလိုက်ပါမယ်ပြီးသွားလို့ရှိရင်တော့ပစုံကိုအတုံးသေးသေးလေးတုံးပြီးတော့နုနုဆင်းနှံပေးလိုက်ပါမယ်ခင်ဗျာဒီလိုနေထားလောက်ရပြီဆိုလို့ရှိရင်တော့ပကံလေးကိုထည့်ထားပေးလိုက်ပါမယ်ကျွန်တော်ကတော့ကျုပ်လေးတောင်တောင်သုံးတာပါတယ်ဒီနေရာမှာတော့ကိုယ်စိတ်ကြိုက် option နဲ့ပါပဲတိုက်တောင်တောင်သုံးလို့ရပါတယ် ြီးရင်တော့ကျက်သွင်းမိတ်နေငယ်ထဲပါတယ်။ရတာအတွက်ကိုတော့ချုပ်ဖို့နဲ့ပြင်းပြဲအကြည့်ကိုပဲအသွင်ပြူတာပါတယ်ခင်ဗျာ။ပြတော်လို့ရှိရင်တော့ကျုပ်စကြော်လို့ရပါပြီ။အရင်ဆုံးဒဲကိုအပူပေးပြီးတော့စီလိုတဲ့လောက်ထည့်လိုက်ပါမယ်ခင်ဗျာ။စီဘူးလည်းပြီးဆိုလို့ရှိရင်တော့ခလောက်ထားတဲ့ကျုပ်ကိုနှစ်ဆုံးလောက်ထည့်လိုက်ပါမယ်ခင်ဗျာ။ ပြီးလို့ရှိရင်တော့အိုးမကက်သွားရအောင်အိုးကိုလည်းလှုပ်ပစ်လိုက်ပါပဲခင်ဗျာဒဲအိုးပြောတာပါဇုံးနဲ့လှန်တဲ့ခါကျလို့ရှိရင်ကြည်မော့သွားမှဆိုလို့ဒီတိုင်းလေးပဲပြစ်လိုက်ပါတယ်ခင်ဗျာလေ့ကျင့်မရှိလို့ရှိရင်တော့ဒီလိုလည်းမလုပ်ပါနဲ့လက်ပူလောင်တတ်ပါတယ်အခုဆိုလို့ရှင်တော့ပုံစံမပြတ်လှပါတဲ့ပစုံကျဲဥခောက်ကြိုလေးရပါပြီခင်ဗျာ။ ီယာမှာတော့ဗီဒီယိုရမ်းရှိတော့မှာဆိုအားလုံးကတော့ကြုံမပြတော့ပါဘူးဒီနေ့လက်တိုင်းလေးအိမ်မှာလိုက်လို့စားကြည့်ကြပါခင်ဗျာကျွန်တော်တို့ကျဲဥလပိုင်းအတွက်ဆိုလို့ရှင်တော့ဒေဂျာဘောက်ကိုစားကောင်းမယ်ဟင်းပွဲလေးတစ်ဝက်ဖြစ်ပါတယ်အခုဆိုလို့ရှင်တော့အားလုံးကြော်လို့ပြည်စည်းတော့ပါပြီကျွန်တော်ကတော့ထမင်းဖြူနဲ့မြင်းခွာရဲ့ဟင်းညူပူပူလေးနဲ့ကြွဲစားမှာဖြစ်ပါတယ်လုံးဝကမှဂျိုးစင်ပြီးတော့ perfect ဖြစ်နေတဲ့ညစာလေးတစ်ပွဲကျွန်တော်ရပါပြီ ်တခါတလေစီပြန်ဟင်းနေတယ်ဆိုလို့ရှင်ဒီလိုလေးစားရတာရတာပူရှိပါတယ်အဆုံးကြီးကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်